အစ္စရေးရဲ့နောက်ဆုံးတိုက်ခိုက်မှုများမှာအီရန်နိုင်ငံတီဟီယန်မြို့ရှိစစ်ဖက်နျူကလ িয়ার နှင့်နိုင်ငံပိုင်ရုပ်မြင်တိုင်ကြားစေယုံအပါဝင်အရက်ဖက်နေရာများကိုပင်ထိမှန်ခဲ့ပြီးအီရန်ကလည်းတဲအဘိနှင့်ဟိုင်ဖာမြို့များပေါ်သို့ဒုံးကျည်ဒရုန်းများဖြင့်ပြန်လည်တုံ့ပြန်တိုက်ခိုက်ခဲ့ပါတယ်။အီရန်ဘက်တွင်မှမြို့သူများနှင့်ကလင်းငယ်များအပါဝင်အရက်သားအနည်းဆုံး224ဦးသေဆုံးမှုရှိခဲ့ပြီးစေယုံနှင့်ရေနံတိုးလောင်းရာနေရာများကိုတိုက်ခိုက်ခံခဲ့ရသည်ဟု ီရန်ဘက်ကဆွဆွဲကြောင်းသတင်းရင်းမြစ်များကဖော်ပြထားပါတယ်။အစ္စရေးနိုင်ငံတွင်လည်းကလေးငယ်များအပါအဝင်အရသား24ဦးတိစုံခဲ့ကြောင်းအစ္စရေးဘက်ကပြောဆိုထားပါတယ်။အီရန်ဆိုရကစစ်ဖက်ဆောင်များအနည်းရှိလူပေါင်း3သိန်းကျော်ကိုဘေးလွရာသို့ရွှေ့ပြောင်းရန်အမိန့်ထုတ်ပြန်ခဲ့ပါတယ်။ဒီတော့တွင်တဲပီမြို့တွင်မှဒုံးကျည်ချက်ပြီးအော်အော်တန်များစုညံစွာထပ်ပေါ်လာခြင်းတွင်လမ်းများပေါ်၌လူသူကင်းမဲ့သွားခဲ့ပါတယ်။ American ပြည်တော်စုသည်မိမိတပ်များကို အထူးသတိအနေထားဖြင့်တုံ့ပြန်ထားရှိပေမဲ့လည်းဒိုင်းရိုက်ပါဝင်တိုက်ခိုက်ခြင်းကိုမူရှောင်ရှားခဲ့ပါတယ်။ G7 နိုင်ငံများနဲ့ဥရောပတပ်မတ်က EU တို့ကတင်းမာမှုများလျှော့ချရန်တိုက်တွန်းခဲ့ကြပါတယ်။ထရန်ကမူအီရန်ရဲ့နျူကလ িয়ার ဆိုင်ရာရီမန်းချက်များကိုအမှန်တကယ်အဆုံးသတ်ရန်တောင်းဆိုလိုက်ပါတယ်။တိုက်ခိုက်မှုများရပ်တန့်မှာကဆွေးနွေးညှိနှိုင်းမှုများပြုလုပ်နိုင်ခြင်းရှိကြောင်းအီရန်နိုင်ငံသားရေးဝန်ကြီးကပြောကြားခဲ့ပါတယ်။ဒါပေမဲ့အစ္စရေးဝန်ကြီးချုပ်ကမူ နျူကလ িয়ার နဲ့ဒုံးပျံဆိုင်ရာစွမ်းဆောင်ရည်များကိုဆက်လက်ပြစ်မှတ်ထားတိုက်ခိုက်သွားမည်လို့ကြေငြာပြောဆိုထားပါတယ်။ဒါကတော့အစ္စရေးနဲ့ယူရိန်းရဲ့နောက်ဆုံးအခြေအနေဖြစ်ပြီးတော့ဆက်လက်ရရှိတဲ့သတင်းများကိုလည်းဖော်ပြသွားမှာမလို့ channel ကို follow လုပ်ထားနိုင်ပါတယ်။ကျေးဇူးတင်ပါတယ်။